ီ6800သားတွေဝေဖန်တဲ့ပုံမှာတော့ဘာမှပြန်ပြောစရာမရှိဘူးပေါ့နော်။အဖြစ်လို့လဲဆိုတော့တို့ကအလုပ်သမားတွေဖြစ်တယ်ဗျ။တို့က6800ရပြီးတော့မှဒီတော်လိုင်းရေးဆိုတာဂုံသိခါနဲ့လုပ်ရတာဗျ။အဲ့တော့ဂုံသိခါကကြဆင်းသွားတဲ့ခါလူလူထောက်ခံမှုကြဆင်းမယ်။လူလူထောက်ခံမှုကြဆင်းတဲ့ခါတို့တို့တိုက်ခိုက်မှုရောကြမယ်ပေါ့။အဲ့လိုမျိုးဆိုတာကတို့ရဲ့ program တစ်ခုဖြစ်တယ်ပေါ့။အဲ့တော့တို့ကတို့ရဲ့ program အတိုင်းလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ ဟိုကြည့်တာဗောဒီလိုကိုယ်လာပြီးပြောတယ်ဆိုဒီလိုကအလုတ်သမားလားသူမဟုတ်တချို့ကနားယောင်တာလားအဲဒါမျိုးနားယောင်နေဆိုရင်တော့ပြန်လဲရှင်းပြရတာဖြေရှင်းတာတွေလောက်ပါတယ်မဖြစ်လို့လဲဆိုတော့ဟိုပြည်သူလူထုဖြစ်လို့တံမိုးထားတာပါအဲအလုတ်သမားတွေဆိုရင်တော့ဆဲရင်ဆဲလိုက်တယ်ဒါမှမဟုတ်ဘလော့ရင်ဘလော့လိုက်တယ်အဲ့လိုအလုတ်သမားတွေကတော့ပြန်မတုတ်ပြန်ပါဘူးဒါပေမဲ့ခုနပတ်သက်လို့ဗောကျွန်တော်တို့ကဟိုတော်လည်ရေးမှာဟိုကျွန်တော်ပဲသွားလဲဘာလုပ်နေလဲဘာလုပ်နေလဲလူတိုင်းကအကုန်သိကြမလို့ဗောရေးလဲမကြည့်ပါဘူးအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဘုံကြီးအဲ့တော့ကိုယ်တော်လည်အင်အားစုလို့ပြောတဲ့သူတွေက6800မစားရဘဲနဲ့ ကိုလူပမာနေလဲဆိုတဲ့ location တွေပေါ်နေတယ်။အဲ6800မရပဲနဲ့ခုနစစ်ကောင်စီကဒီဒေါ်လာသူကိုဝေဖန်တဲ့သူကဲ့ရဲ့ကဲ့ရဲ့တဲ့သူက6800မကြမစားပဲနဲ့တော်လိုင်းရေကုန်တဲ့ခါကြစီအောင်စုဖွဲ့မှုပြိုကွဲသွားအောင်လုပ်နေတာကိုလေကိုယ်စွဲမမှုပြောမယ်နော်။နေပြောတာကိုရဲ့လူကိုရဲ့လူကလေတော်လိုင်းရေကုန်တဲ့ခါကြစင်းအောင် မလောက်ရဘူးစင်စုဖွဲ့မှုပြိုကွဲအောင်လည်းမလောက်ရဘူးစင်အများအပြည့်မမို့တို့ရဲ့ကရင်ပြည်နယ်မှာထောက်ပံ့ပေးနေတဲ့ပြည်သူလူထုကရင်ပြည်သူလူထုတွေထောက်ဖို့တွေအများအပြည့်ကရင်ပြည်နယ်ကိုစီးတဲ့စစ်ခွေးတွေရန်သူတွေကိုအပြတိုက်စေရှင်နဲ့အာအာနာစင်ကိုတော်လန်တဲ့ကရင်အဖွဲ့လား PDF အဖွဲ့တွေလားသူတို့စ조사ပြီးတော့ဝမ်းတော့ထောက်ပံ့ပေးခဲ့တယ်ဒီလေးနှစ်ကျော်အတွင်းတော့သူတို့6100ကျစားလဲမရတလို့ သူတို့ငွေတွေအများအပြားပြန်တော့ကောင်းတယ်ကွာတချို့မှအိမ်ရောင်းချန်ရောင်းတယ် KNU လက်နဲ့တလဲရဖို့ PDL လက်နဲ့တလဲရဖို့စစ်ပွဲတပွဲဖွင့်လို့ရဖို့မြို့တလုံးသိမ်းလို့ရဖို့ဆိုတာကရင်ပြည်သူလူထုအများပြားတိုင်းရင်းသားမြန်မာပြည်သူတွေအပါအဝင်ဒီကရင်ပြည်နယ်ကိုဝမ်းမြောက်ထောက်ပံ့ပေးတဲ့ငွေကအများကြီးပဲငါတို့ဝမ်းမြောက်ထောက်ပံ့ပေးခဲ့တယ်အားပြစ်ပေးခဲ့တယ်အင်းဆိုတော့ကောင်ပေါ်မှာအဲကြာစင်းမယ်လူထုထောက်ခံမှုကြာစင်းတာနဲ့အဲသူတို့တိုက်ခိုက်နိုင်မှုရော့ကြမယ်ဒါကိုစကားစကားဒီဇိုင်းမမလုပ်တာကိုစကားစကားရဲ့လုပ်ငန်းတွေကို6800မရဘဲနဲ့ကိုလူတွေကအင်တန်မဖြစ်တဲ့အခါလုံးမိတာတွေရှိတယ်ပေါ့နော်လုံးမိတာတွေရှိတယ်ပုဂ္ဂလိက မကျင်နှက်မှုပေါ့ပုဂ္ဂလိကမကျင်နှက်အောင်လဲဆက်ဆံမှုလည်းတိတ်မရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ social media မှာဘန်ကောက်သွားတယ်ဘာသွားတယ်ညာသွားတယ်ဆိုတာဒါကျွန်တော်တို့အကောင့်ကနေကျွန်တော်တို့ကကျွန်တော်တို့အကြောင်းရင်းရှိလို့ကျွန်တော်တို့တင်တာပေါ့နော်အဲ့ဒီပုံမှာဟိုကုလူတွေက6800မစားရဘဲနဲ့ဟိုဂုံတိခါညှိုးနှောင်းလုပ်တယ်ဆိုတာတော်လန်ကြီးကိုဖျက်ဆီးတာနဲ့တူတာပေါ့နော်အဖြစ်လို့လဲကျွန်တော်ထပ်ပြီးတရားကြိမ်အောင်ရှင်းပြရမယ်ဆိုတော့တော်လိုင်းကတော်လိုင်းဥဆောင်သူတွေကဂုံသိခါပိုင်းဆိုင်ရာနဲ့ဥဆောင်ရတာအဲ့တော့ဂုံသိခါပိုင်းဆိုင်ရာကြာစင်းရင်လူလူထောက်ခံမှုကြာစင်းရင် လုံဆောင်နိုင်စွမ်းကြဆင်းတာပေါ့အဲ့ဒီခါကျရင် तू ကတက်တာတာပေါ့ရှင်းပြောရလို့ရှိရင်ဒီတိုက်ပွဲကဟိုတိုက်ပွဲ10ပွဲ15ပွဲထက်ပိုပြီးထိရောက်တာပေါ့ဘာဘဥဝင်းတင်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုလာစုဖွဲ့မှုဟိုပြိုလဲတဲ့အခါဟိုစိတ်သက်ပြိုလဲတဲ့အခါစုဖွဲ့မှုလည်းပြိုလဲရတယ်ပေါ့စစ်ရေးကတဲ့စစ်ရေးကဘလောက်ခက်လဲဆိုတာသူများလင်လူတာထက်ပုံပြီးတော့ခက်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်သူများလင်ကိုခိုးတာထက်ပုံပြီးတော့ခက်တာပေါ့မမကလင်ခိုးမလင်လူမသူကပြောချင်တာပေါ့နော် PDF ကောင်းဆောင်နော်သူရဲ့အဖွဲဆုံးလဲမမထောက်ပတ်ပေးတာအခါပေါင်းများစွာပဲသူတို့အများအပြားပဲ နော်အများကြီးပဲပြီးတော့နော်သူရဲ့ဘိုးကျော်တက်လာမှမထောက်ပံ့ပေးတာအများကြီးပဲနော်မမိုးတာသူပြောတဲ့အဲ့ဒီနော်ဟိုအောက်တန်းကြတဲ့အဲ့ဒီကောင်မမျိုးလိုမျိုးလိုမျိုးဖြစ်လို့ဆင်းပေါ့နော်အဲ့ဒီအောက်တန်းကြတဲ့ကောင်မမျိုးအောက်တန်းကြအလောက်ပဲမမိုးလောက်သွားမှာပေါ့ဘောမပဲဖြစ်သွားမှာပေါ့နိုင်ငံအတွက်တော်လာရဲ့အတွက်လူမျိုးအတွက်တိုင်းပြည်အတွက်ငါဘာဖြစ်လို့လောက်ရမှာလဲအချိန်ကုန်လဲလောက်ရမှာလဲငါဖင်ခံတော့သူပြောတဲ့အတိုင်းငါဖင်ခံတော့လောက်ရင်မကောင်းဘူးလားဟာသူများလင်းခိုးပြီးတော့သူများလင်းရဲ့ငွေကိုမျိုးဆိုးပြီးတော့အကောင့်မနေလို့ပို့ပြီးတော့မကောင်းဘူးလားအဲ့တော့ကျွန်တော်တို့ကပြိုလဲလို့မရတဲ့အကြောင်းရင်း၃ခုရှိတယ်ပေါ့အဲကျမကြီး ပြိုလဲလို့မရဘူးစိတ်သက်ပြိုလဲလို့မရဘူးစုဖွဲ့မှုပြိုလဲလို့မရဘူးအဲ့တော့ရန်သူကကျွန်တော်တို့ကိုစိတ်သက်ပြိုလဲအောင်လို့ဖြိုလဲတာဖြစ်တာပေါ့ဆိုတော့စိတ်သက်ပြိုလဲစုဖွဲ့မှုပြိုလဲသွားနိုင်တယ်ပေါ့အဲ့တော့စုဖွဲ့မှုပြိုလဲသွားနိုင်တဲ့အခါဟိုရန်သူကကျွန်တော်တို့အလုံးစုံချိန်မုံရင်အမြင့်မပြတ်နိုင်အောင်ဒါပေမဲ့စိတ်သက်ပြိုလဲသွားရင်တော့အမြင့်ပြတ်နိုင်တာပေါ့အဲ့တော့သူကသူ့အလုပ်ကိုဒီဇိုင်းပဲမလုပ်တာအဲ့တော့ကိုလူတွေကလည်းအင်တန်လန့်ကဒီနှုံးလေးအားနေတဲ့အခါအင်တန်မဖြစ်တဲ့အခါ6800လည်းမရဘဲနဲ့ကိုအချင်းချင်းကိုစိတ်သက်ပြန်ဖြိုလဲပြီးစုဖွဲ့မှုကိုပြိုလဲအောင်လုပ်လို့ဖြစ်နေတာတွေရှိတယ်ဒါကတော့ ဟိုမဖြစ်သင့်ဘူးပေါ့ကျွန်တော်ဘယ်သွားလဲဆိုတာတော့ဘာမှအရှင်းပြပြမရှိဘူးအရင်မကြည့်ဘူးပေါ့နောက်တစ်ခုကကျွန်တော်ကျွန်တော်ကဒီနောက်နောက်ကြောင်ကြောင်နဲ့ Tesla ကားပေါ့ကျွန်တော်ဝင်လိုက်တယ်ပေါ့အဲကျွန်တော်တို့လူတွေကဘယ်လောက်ထိ intend မဖြစ်လဲဆိုတော့ Tesla ကားကဟိုကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုတရှိနိုင်ငံကြီးကာလာဆိုတော့ဒီမှာပုံတင်နေပါလိမ့်မရှိဘာမှထောက်ထားမရှိပေါ့နော်အဲအဲ့လိုလူမျိုးကအဲ့လို Tesla ကားမျိုးဝယ်လို့ရလားပေါ့နော်အဲ့လိုဝယ်လို့ရလား showroom ကြီးမှာသွားပြီးဝယ်လို့ရလား Tesla ဆိုတော့ငွေမဲနဲ့ဝယ်လို့ရလားလူငွေနဲ့ဝယ်လို့ရလားဝယ်လို့ရခဲ့ရင်တော့မြန်မာပြည်ကဘယ်နေရာမှာစီးမလဲဆိုတော့ EV ကားမျိုးစားဖြစ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲဘာတွေလိုလဲဆိုတာကိုမစဉ်းစားနိုင်ဘူးပေါ့အမစဉ်းစားနိုင်ပဲနဲ့အဲ့တော့ ဟိုရည်ရပြောပြရရင်တော့ကျွန်တော်တို့ကအဲရန်သူလို့လောင်တာပေါ့ဒါမှမဟုတ်လောင်သားကိုလူချင်းနေတော့နည်းနည်းတော့ကျွန်တော်တို့လောက်ဆောင်ချက်မအောင်မြင်ဘူးဖြစ်တာပေါ့အဲ့အလောက်ပါပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုဆွဲရဲ့ဆွဆွဲချက်တွေကိုကရင်မနမ်မူမူကပြန်လဲဖြေရှင်းလာပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒီနေ့ကိုဆွဲဗီဒီယိုတခုမှမတွေ့ရတာပေါ့နော် CDN ဘိုတယောက်ကသူ့ကိုအင်တာဗျူးလုပ်တာပေါ့အခုဒီတလောကိုဆွဲက နာမည်မကောင်းတာတွေအများကြီးပဲတက်လာတာပေါ့နော်အဲ့ဒီနာမည်မကောင်းကြောင်းဘသူကလောက်တာလဲသူကိုယ်တိုင်ပဲလောက်ပါတယ်စင်သူကိုယ်တိုင်ပဲလောက်ပါတယ်နော်နေနေရင်းနဲ့သူများသူ့ကိုတော့တိုက်ခိုက်တာရန်စားတာနာမည်ဖြစ်တာမရှိပါဘူးစင်နော်ကိုယ်ဆွဲပြောတဲ့အဲ့ဒီအင်တာဗျူးထဲမှာကိုယ်ဆွဲပြောတဲ့စကားတခုရှိတယ်အာကျွန်တော်တို့အာ မအလာဘက်က6400ကျဆိုစားဆိုရင်တို့ကငွေရဖို့အတွက်တို့အလုပ်လုပ်တယ်ဒါအလုပ်သမားလို့ပေါ့နော်အလုပ်သမားလို့သူခေါ်တယ်ကျွန်တော်တို့ဘက်ကလူတွေကြတော့6400နော်6400ကျမစားရဘဲနဲ့တော်လန်ရေးစိတ်ဓာတ်ပြိုလဲအောင်စုဖွဲ့မှုပြိုလဲအောင်ကြဆင်းအောင်ကုန်သိက္ခာကြဆင်းအောင်လုပ်နေတဲ့ကျွန်တော်တို့ရဲ့လူတွေကအဲ့ဒါသူပြောတာနော် သူ့ကိုဝေဖန်တဲ့သူကဲ့ရဲ့ကဲ့ရဲ့တဲ့သူက6100ရမကြမစားဘဲနဲ့တော်လိုင်းရေကုန်တဲ့ခါကြဆင်အောင်စုဖွဲ့မှုပြိုကွဲသွားအောင်လုပ်နေတာကိုလေကိုဆွဲမမှုပြောမယ်နော်နေပြောတာကိုရဲ့လူကိုရဲ့လူကလေတော်လန်ရေကုန်တဲ့ခါကြဆင်အောင်မလုပ်ရဘူးစင်စုဖွဲ့မှုပြိုကွဲအောင်လည်းမလုပ်ရဘူးစင်အများအားဖြင့်မမတို့ရဲ့ကရင်ပြည်နယ်မှာထောက်ပံ့ပေးနေတဲ့ပြည်သူလူထုကရင်ပြည်သူလူထုတွေထောက်ပို့တဲ့အများအားဖြင့် ကရင်ပြည်နယ်ကိုစီတဲ့စစ်ခွေးတွေရန်သူတွေကိုအပြတိုက်စေရှင်တဲ့အာအာနာစင်ကိုတော်လန်တဲ့ကရင်အဖွဲ့လား PDF အဖွဲ့တွေလားသူတို့စ조사ပြီးတော့ဝမ်းမြောက်ထောက်ပံ့ပေးခဲ့တယ်ဒီလေးနှစ်ကျော်အတွင်းတော့သူတို့6100ကျဆားလဲမရတလို့ သူတို့ငွေတွေအများအပြားပြန်တော့ကုန်တယ်ကွာတချို့မှအိမ်ရောင်းခြံရောင်းတယ် KNU လက်နဲ့တလဲရဖို့ PDL လက်နဲ့တလဲရဖို့စစ်ပွဲတပွဲဖွင့်လို့ရဖို့မြို့တလုံးသိမ်းလို့ရဖို့ဆိုတာကရင်ပြည်သူလူထုအများအပြားတိုင်းရင်းသားမြန်မာပြည်သူပြည်သားတွေအပါအဝင်ဒီကရင်ပြည်ကိုဝမ်းမြောက်ထောက်ပံ့ပေးတဲ့ငွေကအများကြီးပဲငါတို့ဝမ်းမြောက်ထောက်ပံ့ပေးခဲ့တယ်အားပြည့်ပေးခဲ့တယ်အားပေးခဲ့တယ်ဝမ်းမြောက်ချစ်ကြတယ်ကွာဒီကရင်နဲ့ပတ်ပြီးတော့ကရင်ကရင်စစ်သားလား PDL တွေလားဒါမဲ့ငါတို့ပြည်သူတွေဘာတွေပြန်ရလဲဒီကရင်ပြည်နဲ့ပတ်သက်ပြီးတော့ ငါတို့ဘာတွေပြန်ရတယ်အမုံအမုံဝဲပြန်တော့ရတယ်နော်ငါတို့ဘက်ကတစ္ဆာစီစီနဲ့ကတိတတီနဲ့နော်ငွေဖြူနဲ့ဒီတော်နိုင်ရေးကိုထောက်ပံ့ခဲ့တယ်ကရင်တီနဲ့လွတ်လပ်ရေးရဖို့လူမြောက်နေနေရဖို့ဒါမဲ့ငါတို့ဘက်ကပြန်ရတာ PDF တွေအလကားပြန်တော့အသက်ပေးစားရတယ်နော် PDF တွေအလကားအသက်ပေးစားတယ်ပြည်သူလူထုလူပေးတဲ့ငွေလဲသဲသဲရေးတုံဖြစ်သွားတယ်တော်လန်ရေးလဲအချိန်ကုန်သွားတယ်ကွာ နော်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးကရင်တော်လှန်ရေးကရင်ပြည်နယ်နဲ့ပတ်သက်ပြီးလုပ်နေတဲ့တော်လှန်ရေးအားလုံးอ่ะငါတို့တော်လှန်ရေးအတွက်ကိုဘာအကျိုးမှမပေးဘူးပြန်ပြီးတော့အနောက်ဆက်ပေးတာပဲမှမမြင်ရတယ်အဲကြောင့်6400ကြာမစားဘဲနဲ့အမုန်းခံပြီးတော့အမှန်တရားပြောတယ်ဒီကင်းမီနဲ့ပတ်သက်ပြီးတော့เนาะစုဖွဲ့မှုပြိုလဲအောင်လုပ်နေတာဒီပါတီတွေပါကရင်ပြည်နယ်ကလက်နက်ကန်ကောင်းဆောင်တွေကလုပ်နေတယ်โอเคเนาะကရင်ပြည်နယ်ကလက်နက်ကန်ကောင်းဆောင်တွေကလုပ်နေတာ နော်ပြီးတော့ကရင်ပြည်နယ်တိုက်ခါကြအောင်ကရင်ပြည်နယ်မှာတော်လိုင်းရေလုံနေတဲ့လူတွေတိုက်ခါကြအောင် လုံနေတာလေဒီကရင်ကောင်းဆောင်တွေပါနော်ကိုကျော်စီးပွားရေးကိုမဖြတ်နိုင်ပဲမစွန့်လို့နိုင်ပဲငါတို့တော်လိုင်းရေလုံနေပါတယ်ပြောနေတဲ့ဒီကရင်ကောင်းဆောင်တွေဒီဖတီတွေကလုံနေတယ်အမန်တရားထွက်ပြောတဲ့ပြည်သူတွေ6400ကျဆာမစားရဘဲနဲ့အမန်တရားထွက်ပြောတဲ့ပြည်သူတွေကြောင့်မဟုတ်ဘူးကိုဆွဲနော်အဲ့ဒါပြောချင်ပါတယ်နော်ပြီးတော့ကားကိစ္စကိုဆွဲက နေမတထမတပနဲ့ဖင်ရပြီးတော့အစဲတောင်းနေတာလေကရင်ပြည်နယ်ရဲ့အချိန်နေအချိန်ခါလူတွေရဲ့စိတ်ဓာတ်ကိုဘာဖြစ်လို့မကြည့်တာလဲဒီချိန်ဒီခါမှာကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့တော်လိုင်းရေးသမားတွေစိတ်ဓာတ်ကြတယ်လို့ပြည်သူလူထုတွေလည်းစိတ်ဓာတ်အယံပြက်ပြီးတော့ကြပါတယ်နော်ကရင်ကားဆောင်တွေရဲ့လောက်ရကိုကြိုးစီးပွားရေးကြောင့်တင်းရတဲ့နေရာအလုံးရန်သူကိုပြန်တော့ပေးတယ်တစ္ဆာဖောက်လောက်ကောင်ပြန်တော့ပေးတယ်ညိနိုင်ပြီးတော့ပြန်တော့ပေးတယ်တေရတဲ့လူလည်းမပြန်လာတော့ဘူးအပိုအသက်လည်းအပိုမပါလာဘူး စိတ်ဓာတ်ဘလောက်ကြလဲထွက်ပြေးသွားတဲ့ PDF တွေကစိတ်ဓာတ်မခိုင်ပါလို့တော်လိုင်းရေပေါ်တိစာဖောက်လို့မဟုတ်ဘူးနော် PDF တွေလက်နဲ့ကန်လာတာပြည်သူလူထုအတွက်နဲ့တိုင်းပြည်အတွက်နဲ့ပေးစားဖို့เนาะကူညီဖို့ကာကွယ်ဖို့သူတို့လာပြီးတော့တိုက်တာအခုကြတော့ဒီသူအတွက်လက်နဲ့ကန်ပေးပါတယ်တိုင်းပြည်အတွက်လက်နဲ့ကန်ပေးပါတယ်ဒါပေမဲ့ဒီကင်းတိစာဖောက်လောက်ကောင်တွေကြောင့်ဒီကင်းစီးပွားရေးတမဒီတိစာမရှိတဲ့ခေါင်းဆောင်တွေကြောင့်သူတို့လာပြီးတော့တည်ပေးရမလား ဘလဘက်တိုင်နထမ်းစတိဘလဘက်တိုင်နထမ်းစနိဘလဘက်တိုင်နထမ်းစတုံတောင်းစလီတိုက်တမြပေးစားရတမြဘာမှပြန်မရဘူးလေပြန်တော့တစ္ဆာဖောက်ခံရတယ်လေအဲ့ဒါအရာအလုံးကထွက်ပြေးသွားတဲ့ PDF တွေရဲ့အပြစ်ကြောင့်အမန်တရားထွက်ပြောတဲ့ပြည်သူတွေခရင်ပြည်နဲ့ပတ်သက်ပြီးတော့ကိုယ်စွဲကြောင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်လာတဲ့ပြည်သူတွေရဲ့အပြစ်ကြောင့်မဟုတ်ဘူးမကောင်းတဲ့ခေါင်းဆောင်တွေကြောင့်မကောင်းတဲ့ခေါင်းဆောင်တွေကြောင့်နော်တော်လန်ရင်နာမည်ပြက်တယ် တော်လိုင်းရေးဂုံတိုက်ခါကြဆင်တဲ့စူဖွဲ့မှုပြိုလဲတယ်။နော်အောင်မြင်မှုမရဘူးတော်လိုင်းရေးအတွက်လည်းအကျိုးမရှိဘူးအလကားအချင်းကုန်တယ်။ပြီးတော့ဒီကရင်ဘီဂျီရဲ့သစ္စာဖောက်လောက်ကောင်စောင့်နော်တော်လိုင်းရေးကရင်ဘီနယ်ကတော်လိုင်းရေးအဖွဲ့တွေသစ္စာဖောက်ခံရတယ်ကွာ။ဘာလို့ဆိုတော့ဒီကရင်ဘီဂျီရဲ့သစ္စာဖောက်လောက်ကောင်စောင့်ကရင်ယူတွေအလုံးလမ်းပြန်ဖွင့်ရတယ်။သူတို့ရဲ့ကိုဂျိုးစည်းပွားရေးနော်မထိခိုက်အောင်နော် BGN နဲ့ KNU နဲ့ စကားပြောညှိနှိုင်းပြီးတော့ဒီစစ်ခွေးတွေနဲ့ဖင်လို့ပြန်လှုပ်ပြီးတော့เนาะအရာအလုံးပင်ရတဲ့ပဲနေရာမစုပ်ပြန်ပေးရတယ်အဲ့ဒါတီတူလူသူကစိုက်တာပြက်ပြီးကြားထဲမှာကိုဆွဲရအခြေအနေမကြည့်တဲ့နဲ့เนาะ BGF ဘောမှာအကြီးစားတန့်စင်ဦးနဲ့เนาะမောင်ချစ်သူရဲ့ခွေးရဲ့အကြီးစားတန့်စင်ဦးနဲ့ကိုဆွဲတပ်တပ်ပုံတွဲရိုက်ဘူးတယ်အဲ့ဒီတွဲရတဲ့အချိန်မှာမမိုးကိုတန်ကိုကိုဆွဲကိုသာပြောတယ်နော် BGF BGF ဘောမှာပါလို့ကိုဆွဲချက်စင်ပြန်တော့ဖြတ်တယ်2023မှာပြီးတော့မကြခင်ဒီရက်ပိုင်းမှာပဲကိုဆွဲကအဲ့ဒီနွားနဲ့ တပ်ပုံသွဲကြတဲ့ပုံကိုကိုဆွဲပြန်တော့တင်တယ်ကွာ live ပုံမှာနော်ကိုဆွဲရအောက်မှာတရေဝင်ပြန်တော့တင်တယ်ကရင်ဘီဂျီရဲ့တစ္ဆာဖောက်လောက်ကောင်ကိုပြည်သူတွေကအယမ်းကိုရင်နာပြီးတော့နော်စိတ်နာနေတဲ့အချိန်မှာကိုဆွဲရအဲ့ဒီဘီဂျီရဲ့ဘောမအကြီးစားတန့်စင်ဦးနဲ့တွားပြီးတော့နော်အဲ့ဒီပုံကိုပြန်ပြီးတော့ကိုရဲ့အောက်ထဲမှာပြန်တော့တင်တယ်နော်ရိုးသားတဲ့ကရင်တယောက်ပါလို့ပါညာနဲ့ကိုဆွဲရေးထားတယ်။သူကကရင်တယောက်ပဲကျွန်တော်သိတယ်တဲ့။ဘာဖြစ်လို့ပြည်သူကိုလိန်နေရတာလဲ။အဲ့ဒါ ကို့အမားကိုသူများရဲ့အမားလို့နော်မလောက်ပါနဲ့ကိုဆွဲကျေးဇူးပြု၍အောက်တန်းမကြပါနဲ့နော် PDF ကောင်းဆောင်ဖြစ်တိုင်းပြည်တို့ရေအပြောတတ်တိုင်းအပြောကောင်းတိုင်းအဆိုတတ်တိုင်းနော် PDF ကောင်းဆောင်ဖြစ်ပြီးတော့ပြောတိုင်းအကလုံးမှန်တယ်လို့မထင်လိုက်ပါနဲ့နော်သူကိုတိုင်ပဲလုံနေတာသူကိုတိုင်ပဲအစဲတောင်းနေတာပြည်သူလူထုရဲ့စိတ်ဓာတ်အခြေအနေလည်းမကြည့်ကရင်ပြည်နယ်ရဲ့အခြေအနေလည်းမကြည့်ပဲနဲ့နေနေရင်းနဲ့ BGA ဘောမအကြီးစားတန့်စင်ဦးကိုကွာတနိုင်ငံလုံးကရင်ပြည်နယ်တပြည်နယ်လုံးအသိနေတဲ့ဒီဘောမကိုသူတပ်ပုံတွဲတင်တယ် နော်သူကိုယ်တိုင်တော့မတွဲတင်တာအဲ့ဒီပေါ်ကဘယ်သူမှမတင်ဘူးသူဘသူပါမြန်မာမှာငင်းကြေးရရဖို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလိုအပ်ဟုထိုင်းဆိုဒီနှစ်ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုတက်ဆိုင်သူအားလုံးနဲ့ပြည်သူတွေအပါအဝင်အားလုံးပါဝင်အောင်ကျင်းပဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖောင်ကတ်ကောကပြောပါတယ် ရွေးကောက်ပွဲဟာတွေ့ဆုံဆွေးနွေးမှုနဲ့တာရှိခံသောငင်းကြေးဖြစ်စေတဲ့ဆင်ဆက်မပြတ်သောငင်းကြေးလုပ်ငန်းစဉ်ရဲ့တစိတ်တစ်ပိုင်းဖြစ်တဲ့နယ်လို့ဂင်းကဆိုပါတယ်။ရွေးကောက်ပွဲမကျင်းပမီရွေးကောက်ပွဲနဲ့တွေ့ဆုံဆွေးနွေးမှုမှာအားလုံးပါဝင်ဖို့နဲ့ထိုင်းနိုင်ငံကမြန်မာစစ်ကော်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါတယ်။ ရွေးကောက်ပွဲကိုအဆုံးသတ်ဂိမ်းကစားပွဲလို့မရှုမြင်ကြောင်းရွေးကောက်ပွဲဟာစင်စက်မပြတ်သောတွေးဆုံဆွေးနွေးမှုနဲ့တာရှိခံသောငင်းချမ်းရေးရရှိစေနိုင်တဲ့ပြန်လည်ရင်ကြားစီရင်မြင့်တင်ပေးမဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းသာဖြစ်တဲ့ကြောင်းတင်းကထောက်ပြပါရစေ။ ယခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိဖို့အရေးကြီးတဲ့နှစ်ဖြစ်လာမယ်လို့စီဟာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြည်လဲရင်ကြားစီရင်နဲ့တည်ငြိမ်မှုရမရနဲ့မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာရွေးကောက်ပွဲကဆုံးဖြတ်ပေးမယ်လို့ပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာအမြင့်နဲ့အထူးကိုယ်စားလှယ်တကြီးခန့်အပ်ရာမှာစဉ်းစားကြဖို့လဲစီဟာဆက်ကအာဆီယံကောင်းဆောင်တွေကိုတောင်းဆိုခဲ့ပါတယ်ကိုပြည်သူတွေကိုတာမကမြန်မာထိုင်းနယ်စပ်အပါအဝင် အာဆီယံဒေသတစ်ခုလုံးကို အကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကိုပိုပြီးအာရုံစိုက်ကြဖို့မင်းကမိမောက်ထုတ်ပြခဲ့ပါတယ်အာဆီယံအဖွဲ့ရဲ့ဗဟိုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြန်မာအရေးကိုနိုင်နိုင်ချိန်ချိန်ကင်တွေဖြည့်ရှင်းရမယ်လို့သူကသတိပေးခဲ့ပါတယ်အခုချိန်ထိအပြေအဝမလုဆောင်ရသေးတဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ဖို့ဆောင်မှုကိုဘလို့ပုံမကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နီးလန့်ရှာရပါမယ်လို့ဂင်းကပြောပါတယ်နံပါတ်1နော်မကြောက်ခင်တော့ ီတော့မမို့သူကပြောလဲဆိုတော့မမို့ကဖတ်ထရကဖတ်တယ်မာတဲ့ပြီးတော့လင်ခိုးမပေါ့နော်လင်လူမပေါ့အဲ့လိုမျိုးပုံစံနော်အာပြီးတော့သူလာပြတော့ပြောသေးတယ်နော်ဘာလဲစီရေကတဲ့စီရေကဘလောက်ခက်လဲဆိုတာသူများလင်လူတာထက်ပို့ပြီးတော့ခက်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်သူများလင်ကိုခိုးတာထက်ပို့ပြီးတော့ခက်တာပေါ့မမို့ကလင်ခိုးမလင်လူမသူကပြောချင်တာပေါ့ဒါ PDF ကောင်းဆောင်နော်သူရဲ့အဖွဲဆုံးလဲမမို့ထောက်ပတ်ပေးတာအခါပေါင်းများစွာပဲပြတို့အများအပြားပဲနော်အများကြီးပဲပြတို့နော်သူရဲ့ဘိုးကျော်တက်လာမမို့ထောက်ပတ်ပေးတာအများကြီးပဲ နော်မမိုးသာသူပြောတဲ့အဲ့ဒီနော်ဟိုအောက်တန်းကြတဲ့အဲ့ဒီကောင်မမျိုးလိုမျိုးဖြစ်လို့ရှိရင်ပေါ့နော်အဲ့ဒီအောက်တန်းကြတဲ့ကောင်မမျိုးကအောက်တန်းကြအလောက်ပဲမမိုးလောက်သွားမှာပေါ့ဘောမပဲဖြစ်သွားမှာပေါ့နိုင်ငံအတွက်တော်လိုင်းရဲ့အတွက်လူမျိုးအတွက်တိုင်းပြည်အတွက်ငါဘာဖြစ်လို့လောက်ရမှာလဲအချင်းကမ္ဘာလောက်ရမှာလဲငါဖင်ခံတော့သူပြောတဲ့အတိုင်းငါဖင်ခံတော့လောက်ရင်မကောင်းဘူးလားဟာသူများလင်းခိုးပြီးတော့သူများလင်းရဲ့ငွေကိုမျိုးစိုးပြီးတော့ကောင်းမွန်နေလို့ပို့ပြီးတော့မကောင်းဘူးလားနော်အဲ့ဒါ နော် PDF ခေါင်းဆောင်ရဲ့စိတ်ဓာတ်နော်ပြီးတော့နော်ပြီးတော့သူမမို့ပြောပြီးတဲ့နောက်ပိုင်းမှာမမို့ရဲ့ပြည်သူတွေတချို့မှာပေါ့နော်နားထောင်လို့မကောင်းသူ့တော့ပြောတယ်သူကပဲပြောလို့ဆိုတော့နေတို့လိုကောင်မမျိုးတွေရတဲ့ငါအလကားခေါ်လို့လို့ရတယ်တဲ့နော်အဲ့ဒါ PDF ခေါင်းဆောင်ရဲ့စကားနော်အာပြီးတော့သူပြောစတဲ့နောက်သူ BGN နဲ့ပေါင်းပြီးတော့အာဗလဲနေတို့ကိုအကောင်လုံးဝိုင်းလို့မှာတဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါ PDF ခေါင်းဆောင်ရဲ့စကားပါနော်ခေါင်းဆောင်ဖြစ်ပြီလဲစိတ်ဓာတ်ကလေနော် ဆဆချင်းတော်လိုင်းရေးဝင်လုံနေတဲ့ PDF PDF စိတ်ဓာတ်လောက်တော့မှမရှိဘူးเนาะအဲကြောင့်အောက်တန်းကြအောက်တန်းကြတဲ့သူကခေါင်းဆောင်ပဲဖြစ်ဖြစ်အဖိုးကြီးပဲဖြစ်ပတို့ပဲဖြစ်ဖြစ်ဘလောက်ပဲကြီးကြီးဘလောက်ပဲနာမည်ဆိုတော့အောက်တန်းကြတော့အောက်တန်းကြပဲအောက်တန်းစားတော့အောက်တန်းစားပဲเนาะဖာစကားပြောတတ်တဲ့သူကနော်ဘဲရာဆင့်ဘဲအထူးဘဲ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 အဆင့်ထိပဲရရောက်ဘဲရာထူးဘဲရရောက်ဘဲရာထူးဘဲရရောက်နော်အောက်တန်းစားတော့အောက်တန်းစားပဲနော် ပြောင်းလို့မရဘူးခွေးဆိုရင်လည်းဟိုခြေသိမဖြစ်လာဘူးမအားလားလို့မျိုးပေါ့နော်အဲ့လိုမျိုးအဲကြောင့်မမကပြောချင်ပါတယ်ကိုဆွဲလားဂျန်တဲ့ပိုတွေလားဂျန်တဲ့ဒီကင်းရင်မီနယ်မှာတော်လန်ရေးဆက်လုံနေတဲ့သူတွေပေါ့နော်ပြည်သူလူထုတွေကမေတို့ကိုဝေဖန်လာပြီးကဲ့ရေးလာပြီးအာဆဲလာပြီးဆိုရင်နော်အဲ့ဒီပြည်သူကိုအပြစ်မတင်ပဲနဲ့ကိုရဲ့ကင်းရင်ပြည်နယ်ရဲ့ နော်တမိုင်းကိုပြန်ပြီးတော့လစ်လာပါဒီ9နှစ်အတွင်းကနော်ဘာတွေပြပြတတလှုပ်ခဲ့တယ်ဘာတွေမမှန်ကကန်လှုပ်ခဲ့လဲကိုပြောတယ်လို့ကိုလှုပ်ဘူးလားပေါ့နော်အာတီးတော့ပြည်သူလူထုရဲ့ငွေကိုရတိုင်းပြည်သူလူထုတွေကိုထောက်ပံ့တိုင်းမှာပြည်သူလူထုလိုချင်တဲ့လွတ်မြောက်တဲ့မြို့တစ်မြို့နေတဲ့နယ်ရဘူးလားနော်အဲ့ဒါကိုပြန်လာတောင်းတပါပြီးတော့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ ကရင်တော်လန်ရေးသမားတွေ PDF တွေစိတ်ဓာတ်တွေကြတယ်လို့စိတ်ဓာတ်တွေပြက်တယ်လို့ပြည်သူလူထုလည်းစိတ်ဓာတ်အရင်ပြက်မိပါတယ်အဲကြောင့်ကိုကဒီချိန်ဒီကမှာကိုပါပဲလလောက်ပါပဲတင်တင်ပေါ့နော်အချိန်နေကြည့်တော့တင်ပါကြည့်ပါနော်ကျွန်တော် ကားဝယ်ပါတယ်ကျွန်တော်ဘန်ကောက်သွားမယ်ပြီးတော့ BGF ဘောမှာအကြီးစားနဲ့တပ်ပုံတွေပြိုက်ပြီးတော့တွဲတင်လိုက်လုံမသိဘောနော်အာလုံမိလို့ဆင်းတော့သူများဆဲမှာပဲပြည်သူတွေဆဲမိလိုက်လို့ဆင်းရင်ပြည်သူအမားလို့မပြောပါနဲ့ကိုဆွဲနော်စတတ်တယ်ပေတတ်တယ်အစ်တတရားစီလို့ဆင်းဖာမဆန်လို့ဆင်းတော့နော်ကို့အမားကိုသူများအမားဖြစ်အောင်မလုပ်ပါနဲ့နော် အာကျေးဇူးတင်ပါတယ်နော်ဟိုအင်တာဗျူးလုပ်ပြတဲ့ဟိုဘိုပေါ့ဘိုစီဒီယန်ပေါ့နော်အာအဲကြောင့်အဆဆအအရာအလုံးကပြိုကွဲမှုဖြစ်သွားအောင်တော်လန်ရေးတိုက်ခါကြအောင်တော်လန်ရေးဟိုတော်လန်ရေးသမားတွေရဲ့အကောင်တိုက်ခါကြဆင်သွားအောင်လုပ်နေတာနော်ဒီကင်းပြည်နယ်ကလက်နဲ့ကန်ခေါင်းဆောင်အတုအယောင်ဆိုရင်အတုအယောင်ဆောင်တွေကြောင့်ပါနော်အမန်တရားကိုထွက်ပြောဝေဖန်ကဲ့ရင်နေတဲ့တီတူလူထုကြောင့် နော်နိုင်ငံရေးသမားတွေကြောင့်မဟုတ်ပါဘူးစင်တခုပြောဖို့မေ့သွားတယ်အဲ့ဒီကိုဆွဲလူခံတဲ့ drone အစီတရာနဲ့ပတ်သက်ပြီးတော့မမိုးတို့နော်မမိုးတို့သဘောမတူတာ အာလက်မခံတာမပေးလူချင်တာဘာကြောင့်လဲဆိုတော့ကရင်ပြည်နယ်မှာဖြစ်တဲ့အတွက်ကြောင့်ကိုဆွဲတာစကိုင်းမှာသွားနေတာပဲဖြစ်အညာမှာပဲဖြစ်ဘယ်နေရာမှာဆိုကတော့စစ်တိုက်တဲ့နေရာမှာနေလို့စင်စစ်တိုက်တဲ့ပြည်နယ်မှာနေလို့စင်အပေးအယူလောက်တဲ့ပြည်နယ်အပေးအယူလောက်ဆက်ကဆက်နဲ့အပေးအယူလောက်တဲ့ပြည်နယ်မဟုတ်ဘူးဆိုရင်မမို့တို့သဘောတူတယ်မမို့ကိုတန်နမဝင်ပြီးတော့ထောက်ပံ့ပေးမယ်အဒီဒရွန်စီတရားအခုကရင်ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မမို့တို့ကဘာပဲကူညီကူညီဘာပဲထောက်ပံ့တောက်ပံ့အဲ့ဒီငွေတွေအလုံးအလကားတဲတဲရေးတုံဖြစ်နေတာနော်အလကား တဲတဲရေတုံးပဲဘာအချိုးမမရတလို့ဘာမဘာအောင်မြင်မှုလည်းမရဘူးပေါ့နော်ဘာအောင်မြင်မှုမှမရဘူးအဲ့ဒါမှမို့တော့ဟိုအားမပေးဘူးပေါ့နော်အဲ့ဒါပဲပြောချင်ပါတယ်နော်အဲ့ဒီ drone အစီတရားကိုကုညီမဲ့အစားအညာတွေနော်မန္တလေးတိုင်းတွေနေပြီးတော့နေပြန်တော့ပို့လိုက်လို့ရှိရင်ပို့ပြီးတော့အချိုးရှိမှာပါအဲ့ဒါပဲနော်သူတို့ဘက်ကဘယ်လိုမျိုးပဲကောင်းစင်တက်တက်နော်ဒီကိရင်မျိုးကိုလောင်းဝအောင်ကြည့်လို့မရဘူးစင်ကကိရင်မတယောက်နေနဲ့ပြောချင်ပါတယ်